2025ခုနှစ်နိုဝင်ဘာလ29ရက်စရိနိမနက်ကိုနဂရောညီဖျားခင်ထံကတက်ရောက်လဲကျွန်တော်သူတို့ကန်စားပြီးတိရကလာသွားလာခြင်းလည်းမခွင့်ရွတ်ပြည်စီပေးဖြစ်ရှင်မှာပုံကြည်ပါစီတော့ကလချုံရှိစွာရွှင်တော်မစွင်နှစ်စာနေဒီငေ့ပောင်းဝင်ကျော်ကျမတယောက်ချစ်သည်တက်ရှင်ကလေးချက်ပေါင်းက33လုံး333ရက်ရှိခဲ့ပြီဖြစ်ပါတယ်ကိုလိုခဲ့တဲ့333ရက်ကိုဘယ်လိုသုံးပြုခဲ့လဲပြန်ပြောင်းပြီးဆန်းစစ်စဉ်းစားဆင်ခြင်လုံးသွင်းကြရအောင် ကြံရှိသေးတာတော့မနက်ဖြန်နေစားပြန်နှစ်ကုန်ထိ30နှစ်ရပဲကြံပါတော့တယ်။ကြံရှိသေးတဲ့30နှစ်ကိုလည်းကာလာချောင်းကောင်းဆုံးရွေးနှုတ်ပြီးသွာလာခြင်းလည်းပို့လို့မှာရှေ့ဥစွာတိုက်တွန်းလို့ဆိုလိုပါတယ်။ဒီကနေ့ My Blessed Morning အစီအစဉ်ကိုအဓိက ခြေပြုမဲ့ကျမ်းစာကတော့တိမောသေရစာပရမဆောဆောင်အခန်းကြီး9အပိုက်ငယ်24အပိုက်ငယ်25ဖြစ်ပါတယ်။အချို့သောသူတို့ဤဒုစိတ်သည်ရှေ့မစွာကထင်ရှား၍ အပြစ်စင်ခြင်းသို့အရင်ဦးဖွားတတ်၏အချို့သောသူတို့၏ဒုစရိုက်သည် နောက်သို့လိုက်တတ်၏ထိုသည့်သူ အချို့သောသူတို့၏သူစရိုက်သည်ထင်ရှားနှင်တတ်၏မထင်ရှားသေးသော သူစရိုက်ကိုလည်းဖွက်၍မထားနိုင်နဂရောတိအသက်ရှင်တဲ့စကားဖြစ်တိုင်းရောက်တယ်မှာပြားခြင်းသည်အသက်တပတ်ပြားလည်းကောင်းချီးပေးပါစေသောအာမင်တမန်ရှင်ဘောလို့တိမောသေလေးကိုစာရေးတဲ့အခါမှာဒုစရိုက် မကောင်းတဲ့ရာနဲ့သူ့စရိုက်ကောင်းတဲ့ရာသူ့စရိုက်မကောင်းတဲ့အကျင့်တွေနဲ့သူ့စရိုက်ကောင်းသောအကျင့်တွေတူညီမှုကိုတွေ့ရမှာဖြစ်ပါတယ်။အော်ဒုစရိုက်ပြုရင်နဲ့အဲ့ဒုစရိုက်ရှေ့မဆွာပဲထင်ရှားတယ်။ထင်ရှားတော့ဘာလိုက်တက်လဲ။အဲ့ဒုစရိုက်ကြောင့်အပြစ်စီရင်ခြင်းကိုအုပ်ဖွာတတ်တယ်လို့ပြောပါ။အပြစ်ကိုပြင်းတဲ့လျောက်စီရင်လိုက်တာပေါ့လေ။အချို့သောသူတွေဒုစရိုက်ပြီးသူတို့နောက်ကိုလိုက်တယ်။ ကျွန်တော်လုံနေရသူကတော့မသိတာနော်လုံတဲ့အရာတွေအားလုံးကကြောနောက်ကိုတဖြည်းဖြည်းနဲ့လိုက်လာတာဒါပေမဲ့ကောင်းနေရသူ့စိတ်လေဒီတိုင်းပဲကောင်းနေသူ့စိတ်ကြတော့ထင်ရှားနေတယ်လို့ပြောပါတယ်အချို့တော့သူတို့ဤသူ့စိတ်ဒီထင်ရှားနေတဲ့ဤမထင်ရှားသေးတဲ့သူ့စိတ်ကိုလည်းဟွက်ရေမထားနိုင်ကိုကောင်းနေရလုံတဲ့ဟာတွေဖွက်လို့မရဘူးဖွက်ထားလို့မရဘူး မနာကကလာဘူးပေါ်သူပေါ်လာမှာဒါလည်းကောင်းနေရကျော်ဒီမှာတူညီချက်ကတော့မကောင်းတဲ့ဒူးဆယ်ပဲဖြစ်ဖြစ်ကောင်းတဲ့သူဆယ်ပဲဖြစ်ဖြစ်ဘာပဲလို့လို့နောက်ကနေပြီးတော့လိုက်လာတယ်နောက်ကနေပြီးတော့ဒူးဆိုင်စဒူးဆိုင်နဲ့ဆိုင်နဲ့ຢာတွေလိုက်လာတယ်သူဆယ်ကောင်းတဲ့ຢာဆိုရယ်ကောင်းတဲ့ຢာတွေကနောက်ကနေလိုက်လာတယ်အနည်းစတဲ့များကျွန်တော်ဘွားသက်တာထဲမှာခန္ဓာပိစင်ကြမ်းမှချင်းစိတ်ပင်စင်ရှင်လန်းချင်းဝဉဉ်ပိုင်းစင်ဝါမြောက်ချင်းတွေအားလုံးဟာ ကျွန်နည်းစင်တို့များပြုတ်နေကောင်းတဲ့အချိန်တွေအတွက်ကြောင့်ခံစားနေရတာတချို့တွေမှမသိဘူးတော့ဘယ်လိုမသိဘူးလဲဆိုလို့ရှင်သူတို့ဒူးဆိုင်တွေဟွက်ထားတဲ့ဒူးဆိုင်ပေါ့လေမသိမသားနဲ့လုပ်တယ်ရကျွန်တော်ခဏပြောဖို့ပါတယ်လူရှိမှတော့သူတော်ကောင်းကြီးပေါ့လေအကိုရမှာတော့နတ်ဆိုးဖြစ်နေတာပေါ့လေဟောကျွန်တော်ရောက်မှာကျွန်တော်ဗမာလူမှဆိုးစကားရှိပါတယ်ပါတယ်လေကျောင်းသူတော်ချက်တခုလို့ပြောတာ ချို့တော့ပိတ်သက်ရှိမှာတအားကောင်းတယ်ကပြားတော့ဗောလေဖြောဖြေတာဗောလေတအားကောင်းတယ်မင်းသားမင်းသမီးဒီလိုပဲလေကိုရံမှာတော့တကယ်ရုံရှားဖွေရာဖြစ်ပါတယ်ဒါပေမဲ့တမချန်းစာကဘာပြောလဲအဲ့လိုဒူးစိတ်လုံနေလဲနောက်ကနေလိုက်လာတယ်ကျွန်တော်ယောဂတွေဖြစ်တာကိုကျွန်တော်အဖြစ်တင်ပြောချင်တာမဟုတ်တချို့လူတွေရဲ့ယောဂမှာဘာကြောင့်ဖြစ်လဲဆိုရင်ဒူးစိတ်ကြောင့်ဖြစ်တယ်ဆိုတာသိရတယ်ဟုတ်ပါဗျာ ဆရာဝန်လည်းပြောပါတယ်ဒေါသတားခြင်းလို့လုံးယောဂနဲ့ဆက်ဆိုင်နေတယ်လောဘတားခြင်းလို့ဟုတ်လားအဆိုင်ယောဂဆက်ဆိုင်လည်းရှိတယ်ဒါကျွန်တော်ပြောတာမဟုတ်နော် medical science စိတ်သိပ္ပံပညာပြောတာဒါတွေကဒုစိတ်မကောင်းတဲ့နေရာတွေကတဖြည်းဖြည်းနဲ့ထင်ရှားပြီးလိုက်လာတတ်တယ်ဆိုတော့ပေါ်ပြတာကျွန်တော်ဒီနေ့ချက်တော့ညီကောင်မစဉ်းစားဖို့ကကောင်းနေရမှုတည်ခုသောသူ့ဆရာရောလို့မလား မကောင်းတဲ့အမှုရာကြီးကတော့ဒုစရိုက်ညင်ညူးရာတွေလုံးမလာတော့တိတိဆက်လာဖို့ပဲဖြစ်ပါတယ်။ကြောက်ရဲနှုတ်ကတော့လည်းဝင်ကားချဖြင့်ကြောက်တဲ့မော်ဖျားခင်သည်အတ္တတပံပြလဲကောင်းချီးပေးပါစေတော့ဆုတောင်းနှံ့ကြပါစို့။ပြတော်ရှင်ဖဖျားမကောင်းတဲ့ဒုစရိုက်ပဲဖြစ်ဖြစ်ကောင်းတဲ့သူ့စရိုက်ပဲဖြစ်ဖြစ်အားလုံးကထင်ရှားမှာဖြစ်ပါတယ်။မကောင်းတဲ့ဒုစရိုက်တို့ကတော့စီရင်ခြင်းနှကလိုက်လာမှာဖြစ်ပါတယ်။ကောင်းတဲ့ဒုစရိုက်သူ့စရိုက်ကတော့ထင်ရှားပါတယ်။ မထင်ရှားသေးတဲ့အရာကိုလည်းသူ့စိတ်ကိုလည်းဖွက်ထားလို့မရဘူးလာမယ့်နာကမှာပေါ်လင်လာမယ်လို့ဖော်ပြပါတယ်ဒါကြောင့်ဒီနေ့နဂရရစကားချားနေတာမျိုးကြောက်ချင်းဘဝတတမှာကောင်းတဲ့မှုရာသီကုသောသူ့စိတ်ကိုသာပင်ပြုတ်ပြီးတော့သူ့စိတ်ကိုရှောင်ရှားနိုင်သူဖြစ်စေဖို့နဂရရစားဖြင့်အလင်းပေးခြင်းပဲ့ပြင်းခြင်းတုံသိင်းကျေးဇူးများပြုတ်တော့ကောင်းချီးပေးပါမည်ကြောင်းထမြောက်ပြီးအသက်ရှင်တော်မူသောတပါတော်သားတော်အရှင်ရှုဖျားနာမ၌ကျေးဇူးချီးမွမ်းပြီးဆုတောင်းအပ်တန်ကြပါရစေဖခင် ်အာမင်တပတ်တာကာလပြီးခဲ့တဲ့သခင်ပြားနေ့ဟလား23ကနေပြောအခု29ရက်ထိပေါ့လေတပတ်တာကာလစဉ်းစားခဲ့ပြီးဘုရားစဉ်းစားခဲ့ခါမှာတိမောသေဩရသာပရမစာသောနေ့လေးချင်းစဉ်းစားခဲ့ပြီးပါပြီပြီးခဲ့တဲ့တရင်လား24ပုတ်ထု26မနေ့က28မှာတော့ယေရမိ33ယေရမိနာခရကျန်ခိုင်း33နဲ့၃ချင်းစဉ်းစားခဲ့ပါတယ်ဖြစ်နိုင်မှာဆိုဒီနေ့အားလုံး အချိန်မရအောင်လုပ်ပြီးတော့ပြန်လေပြော့နားထောင်ကြည့်စစ်ခြင်း ਨੇ ပြီးတဲ့နောက်မှာလဲဟောမနက်ပံဆိုလို့ရှိရင်ဒါကနော်ဘာလာနောက်ဆုံးရက်ဖြစ်ပါ30ရက်ပေါ့လေတခင်ပြားနေဖြစ်ပါတယ်ဟောမနက်ပံနေစပြီးတော့ဟောဒီဇင်ဘာ25အထိအရှင်ရှိဖျားရဲ့ပထမကြိမ်ကြွားလာခြင်းအကြောင်းတည်းဆိုခရစ်စမတ်ကြောင်းတွေကိုကျော်စင်စားမှာဖြစ်ပါတယ်ဒီဇင်ဘာ25နောက်ပိုင်း31နောက် January 1ပေါ့အဲ့ဒါကြတော့နှစ်တည့်တဲ့ပတ်သက်တဲ့ ဟုတ်လားအကြောင်းအရာတွေကျွန်တော်စဉ်းစားဖို့ဖြစ်ပါတယ်အဲ့ဒီ season မှာစောင့်ဆိုင်ပြီးနားထောင်ကြည့်အောင်လို့တိုက်တွန်းလိုပါတယ်ရောက်တဲ့ပုံမှာဘုရားသခင်ဒီချီးမတဲ့ကောင်းချီးမင်္ဂလာများနဲ့တောင်းလောင်းပြီးလှပြတော်မူပါစေတော့အာမင်